ရှင်ဖုရားလက်တွေမှာအိုခြင်းနာခြင်းရှိပါသလားဖုရားတဲ့အရှင်ဖုရားလက်တွေမှာအိုခြင်းနာခြင်းရှိပါသလားဖုရားတဲ့ရှိပါတယ်နော်အိုခြင်းကို ပါဠိလိုသရာလို့ခေါ်ပါတယ်သရာကလည်းပဲပါကဒသရာနဲ့အပါကဒသရာဆိုပြီးနှစ်မျိုးရှိပါတယ်ပါကဒသရာဆိုတာက ထင်ရှားစွာဥခြင်းကိုပြောတာပါအပါကရသရာဆိုတာကတော့မထင်ရှားစွာဩတာကိုပြောတာပါပကရသရာဟာလူတွေမှာဖြစ်ပါတယ်အပါကရသရာကတော့နှက်တွေမှာဖြစ်ပါတယ်မထင်ရှားလို့နှက်တွေမှာဥခြင်းမရှိဘူးလို့ထင်နေကြတာပါနှက်တွေမှာနာခြင်းလည်းရှိပါတယ်နှက်သက်ကြွေတယ်ဆိုတာဟာတေတာကိုပြောတာပါတေရတာဟာငါလို့တေတာဖြစ်ပါတယ်နော်ဒါကြောင့်နှက်တွေမှာဥခြင်းနာခြင်းရှိတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ် အရှင်ဘုရားငါးပါးသီလမှာပါတဲ့မုဒါဝါဒတန်အကြောင်းလေးဟောပေးပါဖေရတပည့်တော်တို့အလုတ်ထဲမှာတော့မုဒါနေနေပြောမိတယ်မုဒါဝါဒကံထိုက်ပါသလားတဲ့မုဒါဆိုတာနေနေပဲပြောပြောများများပဲပြောပြောမဟုတ်မှန်မှန်တာကိုပြောပြီးဆိုတဲ့ကိုကမုဒါဝါဒကံထိုက်ပါတယ်ငါးပါးသီလထဲမှာမုဒါဝါဒကံကအကြီးဆုံးဖြစ်ကြောင်းကို မြတ်စွာဘုရားကမေဇိမပါဏာတပါဠိတော်ဂဟပတိဝတ်ဥပါဠိတုတ်တံမှာ ဟောကြားထားပါတယ်။ဒါအပြင်မူသားပြောတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့မလုံရဲတာဘာမှမရှိဘူးလို့မြတ်စွာဘုရားက ဟောကြားထားပါသေးတယ်။ဒါကြောင့်မူတာဝါဒကိုနည်းနိုင်သမျှနည်းအောင်ရှောင်ကျင်ပါလို့ပြောကျင်ပါတယ်။ခုလိုတဘာဝဘေးအန်တွေမှာလူသားတွေကိုဘယ်ဖျားကျက်တင်နိုင်မှာတဲ့ ်ဘယ်ဖရားမှမကယ်တင်နိုင်ပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဦးဇင်းတို့တမန်ရှိတော်များဆိုလို့ရှိရင်အဲ့ဒီတဘာဝဘေးအန္တရာယ်တွေကလက်ရှိလူသားတွေကိုကိုွယ်နေတဲ့ဖရားထက်ဖရားပြည့်ထက်အတက်ကြီးတယ်။ဒါကိုတမန်ရှိတော်မြေဘယ်လိုတည်ပြမလဲဆိုလို့ရှိရင်အယုံဆုံးလူသားတွေကိုကိုယ်ွယ်မှုရသူရင်းသင်ပဲစူပါနေတယ်လည်းတဲ့လူသားတွေအရင်ကိုကိုယ်ွယ်တာကတဘာဝတရားအရင်ကိုကိုယ်ွယ်တာ တူပြီးတော့ရှင်အနမတင်ဆိုတဲ့ငကိုးဝယ်မူဝါဒကိုကိုးကွယ်တာတူပြီးတော့မှတတင်ဆိုတဲ့ဖန်တီးချင်ဝါဒကိုကိုးကွယ်တာဒါကြောင့်တဘာဝ BNDA တွေကလူသားတွေထက်အသက်ကြီးပါဒါကတော့တမန်တန်ရာရှိတော်ရပါဘူးဦးဇင်းတို့တတနေကရှိတော်မြင့်မယ်ဆိုလို့ရှင်အဲ့ဒီတဘာဝတရားကိုပဲလူသားတွေကဖန်တီးရှင်ဖြစ်တွေးခေါ်ပြီးတော့ဖျားအဖြစ်တွေးခေါ်ပြီးတော့ကိုးကွယ်တာဖြစ်ပါ ဒါကြောင့်လေဖရာတွေကအခုဆိုတဘာဝဘေးအန္တရာယ်ဒီမှာလူသားတွေကိုမကယ်တင်နိုင်တာဖြစ်ပါဦးဇင်းတို့ဗုဒ္ဓဆာပြရဆိုလို့ရှင်မြတ်ဗျာကငလင်တို့ပါအကြောင်း၈မျိုးကိုဟောထားတယ်အဲ့ဒီ၈မျိုးကနံပါတ်၁ကတဘာဝဘေးအန္တရာယ်ပဲတဘာဝကြောင့်လှုပ်တာဘာကြောင့်နံပါတ်၁ထားတယ်ဆိုလို့ရှင်အရေးအကြီးဆုံးမို့လို့အရေးအကြီးဆုံးမို့လို့နံပါတ်၁ထားတာဖြစ်ပါတယ် နံပါတ်1ကကြတော့တကိုးကြီးတဲ့နတ်ပြမကြောက်ပေါ့ပြီးနံပါတ်3ကလည်းရှိသေးကိုကြတော့မေတ္တာပြားကြောက်ပေါ့နံပါတ်2ကဘာဖြစ်လို့ဆိုချင်အဲ့ဒီတကိုးကြီးတဲ့နတ်ပြမရေတိယဟန်ကမေတ္တာပြားငွေငင်ကလေးကရှိတယ်ဒါကြောင့်နံပါတ်2ပေါ့3နဲ့8ကကြတော့မေတ္တာပြားရဲ့ဘာကြောင့်မြောက်တယ်လဲဆိုလို့ရှိရင်ဦးဇင်းတို့ဒီတဘာဝတရားလူသားတွေကိုလည်းအတိအမှတ်ပြပါတယ်လူသားတွေလုပ်တဲ့ကောင်းမှုကိုလည်း အတိမပြုတယ်မကောင်းမှုကိုလည်းအတိမပြုတယ်ကောင်းမှုကိုအတိမပြုလို့ရှိရင်ကောင်းတဲ့ຢာတွေကဖြစ်သွင်းတင်ပါလေမကောင်းမှုကိုအတိမပြုတဲ့အခါကျတော့ခုလိုတဘာဝဘေးအန္တရာယ်တကြောင်ဖြစ်ပေါ်နေတာဖြစ်ပါတယ်နော်မိသားပြားကကျတော့လူသားတွေကိုစိတ်တကြံ့ခိုင်ဖို့သူကိုယ်တိုင်ရှေ့ကနေပြီးတော့အဲ့ဒီတဘာဝဘေးအန္တရာယ်မှာခိုင်ခိုင်မာမာရက်တည်ပြီးတော့ကတ်တည်ပြသွားတာဖြစ်ပါတယ် အဝေဒနာပြမှာကတ္တရမှာဆိုလို့ရှိရင်မြတ်စွာဘုရားကနမိကိုကြွပြီးရတယ်သားလို့ရတယ်သုံးကမြောက်ကျောင်းကိုကြွပြီးရတယ်သုံးသားလို့ရတယ်သို့တော့မြတ်စွာဘုရားကမစားဘူးအဲ့ဒီမြင်းကုံတဲ့သူတန်းနဲ့မြင်းသားတွေပဲမြတ်စွာဘုရားကဖုံးပြတော်မူတယ်ဒါကရှေ့ကနေပြီးတော့သန္တမုနာပြတာဖြစ်ပါလူတို့ကလောကနာ၈ပါးကျုံနိုင်တဲ့အကောင်းအဆိုးလောကနာ၈ပါးကျုံနိုင်တဲ့အဲ့ဒီရှင်မျိုးကိုမတုံ့လောက်အောင်မြတ်စွာဘုရားကရှေ့ကနေပြီးတော့ စံနမူနာဖြင့်နေဆိုင်ပြသွားတယ်။အလုံးကိုခြေသူများကြီးတင်ပါတယ်။တဘာဝဘေးအန်ရဲ့အကြုံတဲ့အခါမှာမြန်မာနဲ့ဂျပန်တိတ်တက်ကကွာရှားပုံလေ။မြန်မာပြည်မျိုးတွေကဘေးအန်ရဲ့အကြုံလို့ရှိရင်ဒေကိုပုံမြင့်နေရှိတယ်။ဘိုးတနေ့ကဘီလက်မီတိတ်2000နောင်။နောက်နေ့ကကြောက်ကဘီလက်မီတိတ်ကို3000ဖြစ်သွားတယ်။မြန်မာပြည်ရဲ့တိတ်တက်အောက်တန်းကျပုံ ဂျပန်နိုင်ငံကြတော့တခါတော့ဆူနာမီဘေးအန်နေကြတဲ့အခါမှာအဲ့ဒီဆိုင်မှာရေးထားတယ်ဂျပန်နိုင်ငံဒီတဘာဝဘေးအန်ဒီအကြုံဒီပါတဖြင့်ဈေးကိုရှော့ချပြီးရောင်းမိပါသည်ဆိုပြီးတင်ထားတယ်အဲ့ဒီနှစ်ခုကိုကြည့်တော့ကျင်မြန်မာနိုင်ငံနဲ့ဂျပန်နိုင်ငံသိတဲ့ကွာချားပုံဆိုတော့အင်မတန်ပေါ်လွင်ပါတယ်